မကွေးတိုင်းပခုတ်ကူမြို့နယ်ဆင်မင်းကျေးရွာမှာရှိတဲ့ပြူစောတိစခန်းစီကိုကားနှစီးနဲ့စစ်ကြောင်းထွက်လာတဲ့ပြည်သူစစ်အဖွဲ့ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာလေးဦးသေပြီးတနက်နှစ်လက်သိမ်းမိတယ်လို့ပခုတ်ကူမြို့နယ်ပါကဖကသတင်းထုတ်ပြန်ပါတယ်။ဇွန်တရက်မနေ့ရှင်းနိုင်ကမှာအဲ့ဒီရင်တန်းဆင်မင်းရွာအဝင်မှာတိုက်ခိုက်ရမှာ45မိနစ်ခန့်တိုက်ပွဲဖြစ်ပြီးနောက်ပြည်သူစစ်ရှိဦးတဲကလေးဦးသေပြီးပစ္စတိုတလက် ် MA3 သနတ်တလက်ခဲရန်တွေနဲ့ငွေတွေသိမ်းမိတယ်လို့ဆိုပါတယ်ဒီစစ်စင်ကိုပခုတ်ကူမြို့နယ်ပါကဖားနဲ့အတူပခုတ်ကူခရိုင်တရင်16နဲ့ဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်ပခုတ်ကူမြို့ခရိုင်မီးသတ်ရုံးမှာစခန်းထိုင်ထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရာမှာစစ်သား9ဦးသေပြီး9ဦးဒဏ်ရာရတယ်လို့ ပခုတ်ကူ Special Task Force ကသတင်းထုတ်ပြန်ပါတယ်။ဇွန်တရမနေ့3နိုင်ခွဲမှာဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲမိနစ်30ခန့်ကြာချိန်မှာတပ်မတရားတစ်ကစစ်ကူတွေရောက်လာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကို ပခုတ်ကူ Special Task Force နဲ့အတူရွှေညာမြေ PDF မြိုင်ပကဖနဲ့ဒေသခံအဖွဲ့တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။ စကိုင်းတိုင်းကနေချင်းတောင်ပေါ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတီးတိမ်မြို့နယ်မှာရှိတဲ့မွာပွေးရွာက နေတချို့ကိုမီးရှို့ဖျက်ဆီးသွားကြောင်းချင်းဝေါ့မီဒီယာက ဖော်ပြပါတယ်။မေ29မှာမီးရှို့တာဖြစ်ပြီးဒီရွာဟာကလေးမြို့နယ်ရှစ်မိုင်ကွာကလေးတိုင်းငင်းတီးတိမ်လမ်းမရဲ့တောင်ကြီးမှာတည်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲကတော့မေ29ကနေအခုဇွန်2ရက်အထိဇက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတက်ရှေ့မတိုးနိုင်အောင် ချင်းတော်လိုင်းတပ်ပေါင်းစုချင်းပြည်ကောင်စီနဲ့ချင်းပြည်နောင်နှစ်ဖွဲ့စလုံးပေါင်းပြီးခုခံတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ရှမ်းမြောက်ဒေသလာရှုမြို့နယ်ကကြီးရွာတစ်ခုမှာရှမ်းပြည်တပ်မတော် SSPP SSC နဲ့ MNDJP MNDAA ကိုကန်တက်တို့တိုက်ပွဲဖြစ်ပြီး ကိုကံဘက်က၈ဦးကြာဆုံးတယ်လို့ SSPP ကသတင်းထုတ်ပြန်ပါတယ်။ဇွန်တရက်မိုးလဲတနင်္ဂနွေနေ့တနင်္ဂနွေခွဲမှာလားရှုမြို့နယ်နားလိုင်ကြီးရွာအနောက်ဘက်ရွာအထက်လမ်းပေါ်မှာ SSPP SSC တပ်တွေထွက်လာခြင်းကိုကံတပ်ကတိုက်ခိုက်တာလို့ဆိုပါတယ်။ MNDAA ဘက်ကတော့ဒီတိုက်ပွဲအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရလားရှုကနေတပ်ပြန်ဆုတ်လာတဲ့ကိုကံတပ်တွေဟာ အခုတိုက်ပွဲဖြစ်တဲ့ရွာဝန်းကျင်မှာ SSPP တပ်တွေနဲ့နေမြေအငင်းပွားမှုဖြစ်နေပြီးပြီးခဲ့တဲ့သတင်းပတ်ကလည်းအလားတူပြဿနာတွေဖြစ်ခဲ့သေးတယ်လို့ဖော်ပြထားပါတယ်။ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလက်ရှိရေဘေးကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်ဖို့အတွက်အပြည့်အခက်ရစေးကာလကို နောက်ထပ်တစ်လသက်တမ်းတူးချောင်းညီနောင်မဟာမိတ်သုံးဘွဲ့ကသတင်းထုတ်ပြန်ပါတယ်။ အရင်နှစ်လတာအပြည့်ရထားတာကိုအခုဇွန်2ကနေဇွန်30အထိသက်တမ်းတလထပ်တိုးလိုက်တာဖြစ်ပြီးဒီကာလအတွင်းမှာ ခုခံစစ်ကလွဲလို့ထိုးစစ်လုံးမှာမဟုတ်ဘူးလို့ဆိုပါတယ်စစ်ကောင်စီဘက်ကလည်းဇွန်1ကနေဇွန်30အထိအပြည့်ရသက်တမ်းတလထပ်တိုးတယ်လို့ဇွန်1ရက်မှာသတင်းထုတ်ပြန်ပါတယ်ဒါပေမဲ့လေကြောင်းကနေနေစဉ်မပြတ်ဘုံကျင်းနေပြီးမြေပြင်ကလည်းထိုးစစ်ဆင်နေတာတွေ့ရပါတယ်ခင်ဗျာ